လုပ်ငန်းရှင်တွေဘာကြားတတ်တဲ့ soft skills တွေကဘာတွေဖြစ်မလဲဆိုတဲ့ဘူးတူတာရစရာဗီဒီယိုလေးကိုမျှဝေပေးခြင်းပါတယ်။ဂျိုင်းနဲ့တက်တဲ့ဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါ။နံပါတ်၁ဆက်စံရေးကောင်းမှုမှု communication skills လုပ်ငန်းခွင့်အတွင်းမှာလောက်ကိုက်နေသူတအူးနေနဲ့ပေါင်းတင်ဆက်ဆံရေးကောင်းမွန်ဖို့ဆိုတာအရေးကြီးဆုံးဖြစ်ပါတယ်။ လုပ်ဖို့ကင်ပါတီနဲ့သဘောတူညီမှုရအောင်ပြောဆိုနိုင်သူတွေကိုလုပ်ငန်းရှင်တွေကသဘောကျသက်တယ်လို့ခိုင်းရင်တွေနဲ့ဆက်ဆံရေးပြည်ပကောင်းမွန်စွာပြောဆိုနိုင်သူတွေကိုဆိုသဘောကျသက်ကြပါလိမ့်။နံပါတ်2အသင်းအဖွဲ့နဲ့အလုပ်လုပ်နိုင်မှု team work လုပ်ငန်းခွင်ထဲမှာတယောက်သေးထူးထွန်နေုံနဲ့မအောင်မြင်ပါတယောက်သေးလှုပ်ဆောင်ခြင်းထက်အသင်းအဖွဲ့နဲ့လှုပ်ဆောင်နိုင်ခြင်းကပိုပြီးတိုးတက်မှုရှိစေပါတယ် အသေးအဖွဲ့နဲ့အလုံးလုံးနိုင်တဲ့စွမ်းရည်ကလုပ်ငန်းအောင်မြင်မှုအတွက် အရေးကြီးပါတယ်။နံပါတ်3ပြဿနာဖြေရှင်းနိုင်မှု problem solving ပြဿနာတစ်ခုကြုံလာတဲ့အခါချက်ချင်းတုံ့ပြန်ဖြေရှင်းသူများထက်နီးစနစ်ကျနဲ့တုံ့ပြန်ဖြေရှင်းနိုင်သူတွေကိုလုပ်ငန်းရှင်တွေက လေးစားသက်ကြပါတယ်။နံပါတ်4အချိန်စီမံနိုင်မှု time management အလုပ်တွေကိုရွှေ့ဆိုင်လုပ်ညစ်ခြင်းထက် အလုပ်တွေကိုတက်မှတ်ထားတဲ့အချိန်အတွင်းပြီးမြောက်အောင်လုပ်ဆောင်နိုင်သူအချိန်ကိုစနစ်တကျစီမံခန့်ခွဲလုပ်ဆောင်နိုင်သူတွေဆိုလုပ်ငန်းခွင်တွင်အင်မတန်တန်ဖိုးရှိပါတယ်။နံပါတ်၅စိတ်ဓာတ်ကောင်းမှုနှုတ် positive attitude စိတ်ဓာတ်ကောင်းမှုသူဆိုတာမြားသည့်အချိန်မှမဆိုအခြေအနေအရရကိုမကောင်းတဲ့အမြင်နဲ့မကြည့်ဘဲအကောင်းဘက်ကတွေး၍ပိုမိုကောင်းမွန်အောင်ကြိုးစားတက်သူတွေဖြစ်ပါတယ်။ နံပါတ်6လေးလာလူစိမ့်နဲ့တိုးတက်ခြင်းစိတ် willingness to learn အမြဲတမ်းတိုးတက်ခြင်းစိတ်ရှိပြီးအတိအတ်တွေကိုသင်ယူဖို့ပြင်ဆင်လေ့လာနေတဲ့လူတွေကို လုပ်ငန်းရှင်တွေကအားကိုးတတ်ပါတယ်။နံပါတ်9ဖန်တီးနိုင်စွမ်း creativity အကျံအစီအတိအတ်တွေမတူညီတဲ့နည်းလမ်းတွေနဲ့ဖန်တီးနိုင်စွမ်းရှိသူတွေကိုလုပ်ငန်းရှင်တွေက တကယ်ကိုတန်ဖိုးထားတတ်ကြပါတယ်။နံပါတ်10 အလုအထရတာဝန်ခံမှု walk ethic တာဝန်ယူတတ်ပြီးအလုကိုစ조사လေရှိတဲ့သူတွေကယုံကြည်စိတ်ချတယ်လို့ကိုတာဝန်ကိုစနစ်တကျထိပြီးတာဝန်ယူနိုင်သူတွေကိုခေါင်းဆောင်တွေကလည်းအားထားတတ်ပါတယ်နံပါတ်5လိုက်လောညီညွတ်မှု adaptivity ဤပညာလုပ်ငန်းစဉ်တွေပြောင်းလဲလာတဲ့ခေတ်မှာ ပြောင်းလဲမှုတွေကိုလက်ခံနိုင်ပြီးရည်မြန်ကောင်းမွန်စွာပြောင်းလဲဆောင်ရွက်နိုင်သူတွေကိုလည်းသဘောကျတတ်ကြပါတယ်။နံပါတ်30စိတ်ဓာတ်ကြံ့ခိုင်မှု emotional intelligence လုပ်ငန်းခွင့်အတွင်းမှာစိတ်ဓာတ်တကြွစွာနဲ့လှုပ်ဆောင်နိုင်သူ ပြဿနာတစ်ခုခုတမဟုတ်အရှုံးနဲ့ရင်ဆိုင်ရခြင်းများတွင် စိတ်တက်မကြပေပြန်လည်စူးစမ်းနိုင်သူတွေဆိုတာလုပ်ငန်းခွင်ရဲ့အောင်မြင်မှုအတွက်အလွန်အရေးပါတာဖြစ်တဲ့အတွက်လုပ်ငန်းရှင်တွေရဲ့အားကိုးခြင်းကိုခံရတတ်ပါရဲ့အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါဒီလိုဗဟုသုတရစီရဗီဒီယိုတွေကိုတင်ဆက်မျှဝေပေးလေးရှိတဲ့အတွက် channel လေးကို subscribe လေးနှိပ်ပေးကြပါ